အားလုံးပဲမင်္ဂလာပါ။နောက်ယူစီ YouTube Channel လေးရဲ့နေအားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာအကဆော်ရေးသားထားတဲ့စုံဒီဥပဒါနဲ့ကျုပ်တို့လည်းကောက်ဆိုင်တုံးကအတွဲ၃ရဲ့စာစဉ်၈ပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာလည်း Channel လေးကိုလည်း Subscribe နဲ့ဗီဒီယိုလေးကိုလည်းလက်မလေးနှိပ်ခဲ့ပေးဖို့အားလုံးတောင်းဆိုပါရစေ။ကဲဒါဆိုဇာတ်လမ်းလေးစလိုက်ကြဆိုဗျာ။ပြိုးပင်နဲ့ကောင်းကောင်းတက်ပြီဆိုရင်လေဆိုင်ဖို့အချိန်ရောက်လာပြီပေါ့ဗျာ။ ဲဒီပြိုးပင်တွေကိုနှုတ်ပြီးတော့လဲဆိုင်မဲ့ကွင်းတွေထဲမှာပြန်ပြီးကောက်ဆိုင်ရမှာပေါ့လဲလောက်တာတယောက်အားနဲ့လှုပ်လို့ရပေမဲ့ကောက်ဆိုင်တာတို့ကောက်ရိုက်တာတို့ကြာရင်တော့တယောက်အားနဲ့မရတော့ဘူးဗျဒါနဲ့ကောက်ဆိုင်ဖို့လူလိုက်ရှားတော့တာပါဗျာအခုလိုကောက်ဆိုင်နေချင်းဆိုရင်တော့လူရင်ကတော်ရှားတာဗျတရွာလုံးကလဲဆိုင်တာဆိုတော့အချိန်ကြာလိုက်ရင်သူ့လဲကိုယ်လဲပြန်ကောက်ဆိုင်ကြတာပေါ့ကျုပ်လဲမျက်နှာတက်ပြီးတော့အိမ်မောကမစင်းငယ်အိမ်ကထွက်ဖို့ပြင်နေတဲ့ငွေမနှစ်ရက်ကိုလှမ်းပြီးတတိပေးရသေးရဲ့ဗျ အငယ်မတွေကဓမေုံတူတူဝစ်ပြီးတော့ခေါင်းမှလည်းဝါဖက်ဒီနဲ့လှုပ်ထားတဲ့ခမောက်ကြီးတွေဆောင်းရင်အင်ကြီးလက်ရှိတွေဝစ်ထားကြတာပေါ့ဒီစတိုင်ကတော့ကျုပ်တို့ဒေတာရဲ့ကောက်ဆိုင်တဲ့စတိုင်လို့ခေါ်မှာပေါ့ဗျာနေလောင်မှာကြောက်လို့မျက်နှာတစ်ခုလုံးကိုလည်းတနခါးတွေဖုံနေအောင်လှူပြီးတော့လဲပင်းနေပါအကုန်လှူထားတာပါဗျို့ဟဲ့အငယ်မမနေ့ပြန်ငါတို့လည်းစိုက်မှာနော်နင်တို့အားရလားအားပါတယ်ကိုလည်းဒါဆိုအီးဝိုင်းတို့လည်းဒီနေ့တည့်ရက်ပဲစိုက်ပြလိုက်တော့မယ်လေဒီနေ့ဆိုရင်တော့ပြီးလောက်ပြီးထင်ပါရဲ့ လက်စားပြန်ယူခဲ့မှာမဟုတ်လားတို့ကနှစ်ယောက်သွားထတာနော်စိတ်ချပါအကြီးဝိုင်းသမီးငယ်မရဲ့တူတူမရဲ့လက်စားပြန်ပေးမယ်ပြောတယ်အေးသွားကြသွားကြနေမဘူးငယ်သွားကြတော့ကျုပ်ပြောလိုက်တာနဲ့ငယ်မနှစ်ယောက်ကစကားတပြေပြောနဲ့ထွက်သွားတော့တယ်အဖေကအိမ်ရှိမှထိုင်နေရဲ့ဗျအဲ့တော့မနေ့ပြန်ငါတို့လဲဆိုင်မကွာတရက်နဲ့တော့ပြီးမယ်မထင်ဘူးမင်းအဲ့ဒါလူနေနဲ့သွားရှာကွာဟုတ်ပြီကျုပ်သွားရှာပြီးပါမယ် ကျုပ်လည်းခြံနေရနေပြေးထွက်လူတယောက်ကခြံနေကိုပြေးဝင်တဲ့ကျုပ်တို့နှစ်ယောက်ခြံတကောင်းအောင်မှတိုက်မိကြပါရောဗျာကျုပ်လည်းအဲ့ဒီလူကိုတီချာကြည့်လိုက်တော့မှအလိုကျော်လေးမလားဟာအအခုခင်မနေကောင်းနေတော့ဒါနဲ့ဦးလျော်ရှိတာရှိတာပေါ့ကွာမင်းအောင်တော်တော်ထွားလာတယ်လို့ပဲကဲကဲကဲအိမ်ထဲဝင်အောင်ငါကောက်ဆိုင်တမသွားချောင်းမယ်ကျုပ်လည်းရွာထဲကိုပြေးခဲ့ရတာပေါ့ဗျာကောက်ဆိုင်ချိန်ဆိုရင်ကောက်ဆိုင်တမရှားတတ်တာထုံးစံမယ်ဒီတော့ကို့အမျိုးတွေကအားရလူရှိသလားဆိုပြီးလိုက်ချရတာဗျာ လေနဲ့တော့၄၅၆ဆိုပြီးပေမဲ့ကျုပ်တို့လည်းအများသားဆိုတော့လူများများရရင်ရမရရင်တော့၃၄ရက်လောက်ကြာအောင်ဆက်ရတာပေါ့ဗျာကျုပ်လည်းဆွေမျိုးတွေကိုဆင်းပြီးတော့ကောက်ဆိုင်တမှာရှာပေးရတယ်ဒါပေမဲ့လေတွေကအပြိုင်ဆိုင်နေကြတာဆိုတော့ဟိုလူကိုငှားမရဒီလူကိုငှားမရနဲ့အတော်တိုင်ပတ်တာဗျကျုပ်တို့စီမှာတော့အဲ့ဒီလိုအမျိုးအိမ်တို့တယောက်တည်းလိုက်ဆင်းပေးကြတယ်အဲသူလေဆိုင်တည်းရက်ဆိုကိုကဆင်းပေးရတယ်ကိုလေဆိုင်တည်းရက်ဆိုရင်လည်းသူတို့စီကလူကပြန်ဆင်းပေးရတာပေါ့အဲ့ဒါကိုလက်စားလိုက်တယ်လို့ခေါ်တာပေါ့ဗျာ တော်ရအောင်ကမျိုးတွေရွက်မို့လူ၁၀ယောက်ရှာတာတိတ်မကြဘူးပေါ့ဗျာလူတွေကတော့ကျုပ်လည်းအိမ်ကိုပြန်လာခဲ့တယ်ဗျဥပဒါကတော့အိမ်ရှိမှရင်းနှီးထိုင်တောက်နေလို့ဗျဥပဒါကောက်ဆိုင်သမားတွေရပြီလားဗျဥပဒါအေးလူလူပဲဗျခေါင်းကအသာငိမ့်နေသူ့လူရွာတဲ့အပေါင်းအသင်းတိတ်မရှိတဲ့လူကဘယ်ကနေများကောက်ဆိုင်သမားရတယ်လဲဆိုပြီးတော့ကျုပ်လည်းအတော်ထူးဆန်းနေတာဗျဒါဆိုဥပဒါဘယ်နေဆိုင်မလဲမနေ့ပြညာဆိုင်မယ်ကွာဟာဗျကောက်ဆိုင်တာညဘယ်ဆိုင်လို့ရလို့လား ရတာဘောကွာနိဗုံဥပဒါဘသူတွေခေါ်ထားရလဲငါမျိုးတွေခေါ်ထားတာဘောကွာကျုပ်လည်းဘာမှဆက်မမီတော့ပဲနဲ့အိမ်ကိုပြန်လာခဲ့တာဗောအိမ်မရောက်တော့အဖေကကျုပ်ကိုစီးမိတယ်အလကောင်လူတွေရခဲ့ရလားဆယ်ယောက်ပဲရတယ်ဗျဒါတောင်ရွာရှိပိုင်းရွာနောက်ပိုင်းအကုန်ပတ်လာခဲ့တာဆယ်ယောက်ဆိုရင်ရက်ကြသွားလိမ့်မယ်ကွာဒီလိုလို့ကွာဥပဒူအိမ်မှာကောက်ဆိုင်သမားတွေရောက်နေပြောတယ်သူတို့နဲ့ဈေးစကားပြောပြီးတော့သွားခေါ်ကြည့်စမ်း ဟုတ်ပြီကျုပ်သွားလိုက်မယ်ကျုပ်လိုက်လိုက်မယ်ကိုကမောင်အေးပါဒါဆိုရင်လိုက်ခဲ့ရောက်တုံရောက်ခါရွာမှာလဲလဲရတာပေါ့ကွာကျုံနဲ့ကျော်လင်းနဲ့လည်းအိမ်ကနေနောက်တစ်ခေါက်ထပ်ထွေရတယ်ရေဆိုးဆိုးရတဲ့ရွာတွေလဲသိမ့်မရှိတဲ့ရွာတွေကကောက်ဆိုင်သမားတွေကလုံပြီးလို့ရှိရင်လူလူတဲ့ရွာတွေကိုလာပြီးတော့လှုပ်လှုပ်တက်ကြတယ်ဗျကိုရွာသားချင်းဆိုရင်တော့ပတ်ဆက်မပေးရပေမဲ့သူတို့လိုကောက်ဆိုင်သမားတွေဆိုရင်တော့နှီးစားကနေရှင်းကြရတယ်ဒါနဲ့မကြပါဘူးဥပဒေဝင်ကိုရောက်ခဲ့တယ်ကောက်ဆိုင်သမား9ယောက်လောက်ရှိတယ်ဗျ အားလုံးကအသက်ခက်ငယ်ငယ်ပြိုလေးတွေကြီးပဲအဖေငါးခိုင်းထားတဲ့အတိုင်းနဲ့ပြန်အတွက်ငါးလိုက်တာပေါ့ဗျာငါးပြူပြီးတော့ကျုပ်တို့လည်းပြန်လာခဲ့တာပေါ့ကျော်လင်းကကျုပ်ထည်အသက်၃နှစ်လောက်ငယ်တယ်ဗျသူ့အဖေကစိုးရဝင်နေမယ်သူကမြို့မှာပဲအနေများတယ်ကျုပ်တို့ရွာတော့ကျော်လင်းကခဏခဏလာတတ်တယ်အရင်နဲ့မတူပဲဒီတစ်ခေါက်ကျော်လင်းလာတာတော့အဲကြီးကောင်ဝင်လာပြီးအရက်စီထွားထွားချင်းချင်းနဲ့ကြည့်လို့ကောင်းလာတယ်ဗျကျုံနဲ့အတူအိတ်တာဆိုတော့သူနဲ့ကျုံညာလုံးပေါက်စကားတွေပြောပြီးတော့အတော်ညံ့နေမှာပဲအိတ်ဖြစ်ကြတယ်ပေါ့ဗျာဟဲ့အလက်ကောင ထားတော့လေဒီနေ့ကောက်ဆိုင်မှာတည့်ရတဲ့နဲ့နေပင်ထုံးအောင်အိတ်နေကျုံတို့လာတော့ကျုပ်ဝေးမှာအိတ်နေကျော်လင်းကမရှိတော့ဘူးဗျကျုပ်လည်းအိတ်ရတိမ်ပြီးထလာတော့တကောင်သားဓမင်းစပွဲမှာတောင်ရောက်နေပြီအဲကျုပ်လည်းမျက်နှာတိပြီးတော့ဓမင်းစပွဲမှာဝင်ထိုင်လိုက်တယ်ကျော်လင်းရောက်တုံးရောက်ခိုင်းမင်းလည်းတို့ကောက်ဆိုင်တာဝင်ကြည့်တော့ပေါ့ကွာအာစိတ်ချပါကိုခင်မောင်ရကျွန်တော်လည်းကူလုပ်ပေးမှာပါဟာကောင်ရကောက်ဆိုင်တယ်ဆိုတာလွဲလဲလုံမဟုတ်ဘူးနော်မင်းတို့မျိုးသားရဲ့လုံနိုင်မှာမဟုတ်ပေါ့ကွာ ကိုခင်မောင်လေးကျုပ်ကိုထင်သေးလိုက်လားကိုခင်မောင်ခိုင်းပြကျုပ်လုံးမယ်ဒီလိုနဲ့မနှက်စာစားလိုက်တာပေါ့ဗျာအမေကတော့အလုပ်တွေတော်ရှုပ်နေတယ်ကောက်ဆိုင်သမားတွေစားဖို့ဓမင်းဟင်းတွေချက်ပြုံနေရတယ်ကောက်ဆိုင်လိုက်ပြီဆိုရင်လေရှင်ကချက်ပြုံကျူးရတာထုံးတန်တိုင်းပဲမဟုတ်လားဗျဒီတော့အမေကအိုးကြီးချက်ရတာပေါ့စားမယ်သူကလည်းကောက်ဆိုင်သမားတင်15ယောက်အင်ရလူနဲ့ဆိုတော့ယောက်20လောက်ရှိတယ်မဟုတ်လားမိန်းကလေးတွေဆိုပေမဲ့တိုးသူတွေစီတော့အထင်မသေးနေဗျဓမင်းတစ်ခါစားရင်နှစ်ပကံသုံးပကံလောက်ကိုအောင်စားတတ်ကြတာ မေဟင်းကောင်းလေးချက်အောင်နော်ရေးပါဟဲ့ငါလေရှင်းမဲ့ငါတိပါတယ်နင်းအောင်မတွေစားဖို့နင်းပူမိနေပါနဲ့ကျုပ်လေအမေဟင်းချက်နေရဝင်ရှုပ်နေတာပေါ့ဗျာဒါနဲ့ဘာသာချက်မှလဲဟဲ့ကောင်အသားငါးတွေချားနေနင်းမသိဘူးလားဒါကြောင့်ငါပြီကောင်ကြော်မယ်ဟာဒီမှာတွေ့လားမဟုတ်ကြဆိုလို့ရှိရင်အသားငါးရှားတတ်တာထုံးစံမဲ့ဘူးဗျာအားလုံးကလေတွေစိုက်ဖို့ပြင်နေကြလို့အသားငါးတွေမရတတ်ဘူးမဟုတ်လားဒါနဲ့မေး ကောက်စိတ်သမားဟင်ရောပါရဲမလားဟဲ့အဲ့ဒါမပါလို့ရမလားကောက်စိတ်သမားဟင်ဆိုတာမကြီးသီးစိမ့်ကိုချက်ထားတယ်ဟင်ကိုပြောတာပါဗျာနန်းလော်လေးထောင်းပြီးတော့မကြီးသီးစိမ့်မညက်ညက်တဲ့ငပိချက်လိုချက်တာပေါ့ဗျာဟင်ကိုခြားကန်ကြီးကြတော့ပင်စင်းရွယ်လေးနိုင်နဲ့အုပ်လိုက်မှွေးနေတော့တာအဲကျုပ်တို့စီမှာအောက်ပြီးအောက်ရွာတွေရလို့ငပိရေမစားတော့ကောက်စိတ်သမားတွေကိုအဲ့ဒီမကြီးသီးစိမ့်ငပိချက်ပဲကြွေးကြတာအဲ့ဒီဟင်ကလည်းချင်းချင်းဖန်ဖန်ငန်ငန်လေးနဲ့စားလို့လှုပ်ကောင်းတာဗျာ တခြားဘာဟင်းမှမပါဘဲနဲ့ကိုအဲ့ဒီဟင်းကြီးတင်စားလို့တိတ်ကောင်းတာကောက်ဆိုင်ပြီဆိုရင်အဲ့ဒီဟင်းကမပါမဖြစ်ပဲမို့အဲကောက်ဆိုင်တမဟင်းလို့နာမည်ပေးထားတာ ਉਹ ဒီလိုနဲ့ကောက်ဆိုင်ကိုလဲတဲ့ကိုဆင်းခဲ့တာပါဗျာလက်စားပေးထားတဲ့အိမ်ကြီးကလည်းလာကြနေစားငားထားတဲ့ကောက်ဆိုင်တမတွေကလည်းလာကြနေဆိုတော့လဲတဲ့ဆင်းရတာတပြိုကြီးပဲမြို့လဲထဲမှာပြိုးပင်တွေကိုလည်းနှုတ်ပြီးချပြီးသားအသင့်ပါဗျာမနေ့ကလေးကအကျုံးနဲ့ကိုကြီးနဲ့ပြိုးတွေနှုတ်ထားကြတာပြိုးတခင်းတော့နှုတ်မပြီးသေးလို့ခြံထားတယ်ဒီနေ့ဆက်နှုတ်ဖို့ပါဗျာကောက်ဆိုင်တမတွေကလည်းမခုမကပ်ဘူးဗျာ အကသင်းထဲတောင်ရောက်နေကြပြီကျုပ်တို့လည်းပြိုးတုံးဝင်ထမ်းပြီးတော့သွားချပေးတာပေါ့ဒီလိုနဲ့မကြခင်မှာပဲကောက်ဆာဆိုင်ကြတော့တာပေါ့ကောက်ဆိုင်တယ်ဆိုတာလူတို့တလောက်လူလဲတိတ်ညူကိုရေးကြည့်တယ်ဗျအပြောလွယ်ပေမဲ့အလုတ်ခတ်တာပေါ့ဗျာကောက်ပင်ကိုလည်းအချင်းညူကြည့်ပြီးတော့နှစ်ပင်သုံးပင်ကနေလေးငါးပင်ထိကောက်အပ်သေးတာပြီးတော့ညီအောင်ဆက်ရတယ်ဆိုက်တဲ့အခါမှာလည်းစဘာပင်အမြင့်ခံအောင်လဲအမတိမ်မနဲ့ဆိုက်ကြရတာဆိုတော့လက်မှန်တဲ့ဝါလည်းလိုးတယ်ဗျဒါပေမဲ့ရွာသူရွာသားတွေကတော့ပြောစရာမလိုတော့ပါဘူးဗျာ ။တပြက်ပြက်နဲ့စိုက်ကြတာအိတ်မြန်တာပဲဗျ။ပြီးတော့ကျိုးနဲ့တန်းဆိုင်စရာမလိုအောင်ကိုတန်းနေတာပဲပြို့။ကျော်လင်းကမျိုးသားလေးဖြစ်တဲ့အပြင်အသားခက်ဖြူဖြူအရက်ရှိရှိကိုလုံးကိုပေါက်ကလည်းတောင့်တောင့်နဲ့ရုပ်ရည်ကလည်းကြည့်ပြောရှုပြောအဲတန်တန်လေးဆိုတော့ကောက်ဆိုင်သမားတွေကကျော်လင်းကိုကွက်ကြည့်ကွက်ကြည့်နေပေါ့ဗျာ။ကျော်လင်းမင်းပြိုးနှုတ်ကြည့်မလား။ကျုပ်လည်းပြိုးနှုတ်ရင်အဘာကိုကျင်တာနဲ့ကျော်လင်းကိုခေါ်လိုက်တယ်။ကျော်လင်းလည်းပြိုးခင်းနဲ့ဆင်းလာတယ်။ပြိုးပင်ကိုဒီဒီချာချာကင်ပြီးနှုတ် အဲနှုတ်ပြီးလို့ရှိရင်ဟိုတလိုပြိုးကြီးတွေကိုခါချရတယ်အတိုးရွာမှာစကားတစ်ခုရှိတယ်ကွာပြိုးကြီးစင်အောင်မခါတိုင်းရောက်ကြမပီးသားဦးတယ်ကွာဘယ်ပြိုးမှမယူကြဘူးကွာကြော်လင်းလဲလှုပ်ကြည့်တယ်ဗျပြိုးနှုတ်တယ်ဆိုတာလည်းလွယ်တာမှတ်လို့ဗျာဒီကောင်ရောက်ကြမစစ်ဘူးဆိုပြီးတော့နည်းနည်းခြောက်ပြလိုက်တော့ဒီကောင်လည်းအာသွုံကွန်ဆိုင်လှုပ်တာပေါ့နှုတ်ပြီးသားပြိုးပင်တွေကိုဝက်လုံးတစ်ချောင်းနဲ့ပြိုးထမ်းပြီးတော့ကောက်ဆိုင်သမားတွေစီကိုသွားပြရတာပေါ့ဗျာဒါလည်းချုပ်မလုပ်ပါဘူးဗျာကောက်ဆိုင်သမားလေးတွေငင်းငေးကြည့်နေတဲ့ကြော်လင်းကိုသွားသွားပို့ခိုင်းရတာပေါ့ ကျော်လင်းသွားရင်အဲ့ဒီကောင်မလေးကပြုံးစီစီနေဆိုတော့သူတို့ဟာနဲ့သူတို့အဆင်ပြေနေတာပေါ့ဗျာအဲ့ဒီကောက်ဆိုင်သမားလေးတွေထဲမှာဒွေချောင်းဘက်ကလာတဲ့ကောက်ဆိုင်သမားလေးတွေနဲ့ကျော်လင်းနဲ့လီပြေးဖြောင်းနေတယ်ဗျဒီလိုနဲ့နီးလေကိုရောက်ခဲ့ပါရောဗျာကျုပ်လေဥပါဒာနဲ့စကားတွေပြောနေကြတာပေါ့ကျုပ်တို့လေတောင်တော်ဆိုင်ပြီးနေပြီဒီတိုင်းဆိုမနှက်ဖြန်တင်မဲ့ဆိုက်လို့ပြီးမယ်ထင်တယ်ဥပါဒာရောမဆိုက်ဘူးလားဥပါဒာကုန်းမြုံနေရင်ညာဘက်တော့ဆိုက်မယ်လို့ပြောထားတာပဲကွာ အလုတ်ပြန်ပြီဥပဒါရဥပဒါလေရငါ့ရေကကြော်တယ်နော်ပြီးတော့ညဘက်ကြီးဘသူများကောက်ဆိုင်လို့လဲဟေးဒါတော့မင်းတီးကြည့်ရင် လာကြည့်ပါကွာငါတော့ဘာမှမပြောတော့ဘူးကောက်ဆိုင်သမားတွေလည်းပိုက်ဆံနေတော့ပြီဆိုတာနဲ့ကျုပ်လည်းထမင်းနောင်ကြီးထိုင်ပြီးတော့လဲတဲ့ကိုဆင်းခဲ့တာပေါ့ဗျာကဲတင်းမေးမှထိုင်ရင်ထမင်းနောင်ကြီးဖွင့်ပြီးစားဖို့တောက်ဖို့ပြင်ပေးလိုက်တယ်မင်းကြီးကြော်လဲမင်းလည်းဝင်စားလေကွာငါတို့တော့မှတော့အခုလိုကဲတင်းမေးနာထိုင်စားတော့ဟာအရသာတကူကွာ ကောက်ဆိုင်ပြီးတဲ့အချိန်ရှုံနေပွက်တီချာမှာစားရတာကမြင်နာကွာရော့ရော့ရော့ကောက်ဆိုင်သမားလေးတွေကလည်းပြုံးရင်ကြည့်နေတာပေါ့ဗျာမိန်ကလေးတွေဆိုပေမဲ့အတော်စားနိုင်တယ်မကြည်သည်ငပိကျက်လေးနဲ့ငပိကောင်ကြောင့်နဲ့ဆိုတော့ထမင်းကိုထောင်းတွင်တယ်လို့ကိုဝင်နာဗျတရောက်ကိုနှစ်ပကံသုံးပကံလောက်ကိုစားတာအဲစားတော့ပြီးတော့တစ်ပင်ရင်မှထိုင်ရင်းနှီးချမ်းတော့ထညဲခဲလေးစားရင်းနဲ့နားယူနေကြတာပေါ့ဟဲ့ကောင်မလေးနင်တို့ကဘယ်ရွာလဲဒွေးချောင်းအောင်မှာစုံနေ ရွာကောင်မလေးတွေရောကျုပ်တိပေမဲ့နေစားနဲ့ငှားထားတဲ့ကောင်မလေးတွေကိုကျုပ်လည်းမသိရနဲ့မေးကြည့်တာပေါ့ဗျာ။ကောင်မလေးတွေကကြော်လင်းနေကြတော့လေးပေးဖြောင်းဝင်မဲ့ကျုပ်နေကြတော့ခက်ဆက်ဆက်ရေးဗျာ။နင်းရနာမည်တွေပြော။အမေခမရလူကြီးစင်ကောက်နေရလား။ကျုပ်တို့နာမည်မေးပြီးတော့ဘာလုပ်မလို့လဲ။ကြီးစမ်းပါဗျာ။ကျုပ်ကိုပြန်ပြီးခံပြောနေသေးတယ်။အမှန်ဆိုကျုပ်ကလဲရှင်သူတို့ကလူငှားလေ။အဲသူတို့ကကျုပ်ကိုလေးစားရမှာပေါ့။အေး င်တို့နာမည်မပြောရင်ညနေကျရင်နေစားကရှင်းမပေးဘူးကျုပ်လည်းနိုင်ခွင့်ရှိတယ်မဟုတ်လားဒီတော့မှကောင်မလေးတွေကသူတို့နာမည်ပြောကြတယ်နာမည်တွေကတော့တော်နာမည်တွေပါဗျာမီလုံးတို့လုံးတင်တို့စိန်အီတို့ပေါ့ဒါပေမဲ့သူတို့ထဲမှာနင်းနဲ့ကြည့်ပြောရှိပဲရှိတဲ့ကောင်မလေးကပန်းမုံနေဗျာနာမည်လေးကပန်းမုံနေလားလှတယ်နော်ဒွန်ဒီသိန်းနိုင်ရဲ့ကိုကြီးချမ်းနဲ့မပန်းမုံဇလန်နဲ့ကနာမည်လေးနဲ့တူသေးကျုပ်ပြောလိုက်တော့ကလေးမကျုပ်ကိုမျက်ဆောင်ထုတယ်ဗျာ ဟိုလူကြီးနော်ရည်ဒီရတာလာမလုံးနဲ့ပန်းမုံနဲ့လက်စာပြင်းနေ။အောင်မငါမြန်။ကျုံနေတာစကကြောမတက်တာဒီကောင်မလေးတွေကကြော်လင်းနေတော့အတော်လေးပေးဖြောင်းနေ။ဒီလိုနဲ့တနေလုံးကောက်ဆိုင်ပြီးတော့အနောက်ဖက်လေကွင်းနေနောက်ရောက်သွားတယ်။အဲ့ဒီမှာလေကွင်းရဲ့တစ်ဖက်မှာရိုးချောင်းမရှိတော့တယ်။ရိုးချောင်းရဲ့အဆက်မှာမြက်တိုးကြီးရှိတယ်ဗျ။အဲ့ဒီမှာကျုံညီမငယ်မနဲ့အဲ့ဒီပန်းမုံဆိုတဲ့ကောင်မလေးနဲ့ရန်ဖြစ်တော့တာပဲဗျ။မိန်ကလေးတွေဆိုတော့ကောက်ဆိုင်ရင်ရောင်းမီရောက်ရာတွေပြောနေကြရင် အစကကြောမတည့်တော့ရန်ထဖြစ်တာပေါ့ဗျာစူညံစူညံဖြစ်နေရတဲ့ကျုပ်လည်းကတင်းဖော်နေတဲ့လက်စာနဲ့ပေါက်တူးထမ်းပြီးတော့ပြေးလာခဲ့တာပေါ့ဟဲ့တော်စံမင်းတို့ဘာတွေဖြစ်နေရလဲကောင်မလေးနှစ်ယောက်ကတယောက်တစ်ပေါက်နေပြောဆိုနေတယ်ဗျဒါနဲ့ကျုပ်ကပဲဖြန့်ဖြေးပြေးလာရတယ်ကျုံညီမကတော့ကိုညီမဆိုတော့တိတ်မပြောပါဘူးဗျာဘန်းမုံကိုတခြားကြည့်ပြီးတော့ဘန်းမုံနင်းနဲ့ပါဇက်ပိတ်တော့လုံးဆရာကြီးကလှုပ်တော့ဆက်ပြီးရန်ဖြစ်နေမှာဆိုရင်ငါနေစားကောင်နေတစ်ပိုင်းဖြတ်မှာနော် ဇင်းရဲတဲ့ကောက်ဆိုင်သမားလေးဆိုတော့လေပတ်စံဖြတ်မှာတော့ကြောက်တာပေါ့ဒါနဲ့ပဲဘန်းမုံကပါဆက်ပြီးသွားတယ်သူတို့နောက်မှာမိသားစုတွေရှိသေးတယ်ဗျမပြေလေကြလို့သူများရွာကိုကောက်ဆိုင်ငားလိုက်ရင်ရလာတဲ့ပတ်စံတွေကိုအင်ကိုပြန်ထောက်ကြရတာမဟုတ်လားဒါပေမဲ့ဘန်းမုံကငယ်မောက်ကိုမကျေနပ်လို့မျက်စောင်းထိုးထိုးပြီးတော့ကြည်နေသေးတယ်ဗျဒီချိန်မှာပဲဂျုံတော်ရဲကနေမွေးကြီးတကောင်ရှော့ကနေထွက်လာတာဗျမွေးတကောင်လုံးနဲ့နဲ့နေပြီးတော့လက်ကောက်ဝဲလောက်ရှိမဲ့အကောင်းဗျမြတ်တော်ရဲကနေထွက်လာပြီးတာနဲ့ငယ်မဆီကိုပြေးလာတော့တယ် ။ကိုင်းမဲ့ဖြတ်မဲ့ပုံနဲ့တရှူးရှူးနဲ့တန်ပေးပြီလာတော့အငယ်မလည်းကျုံနောက်ပြေးတယ်လာပေါ့ဗျာ။မွေးရရွှင်းထဲမှာသွားတာမြန်လိုက်တာဗျာ။အငယ်မလည်းကျုပ်ရနေတဲ့ကတဲ့မုံပြေးတယ်လာပါရော။မွေးရအရှုံးမပေးဘဲနဲ့ဆက်လိုက်ပြန်มาရောဗျာ။ဒါနဲ့ငယ်မကျုပ်စီကိုပြေးလာတယ်။ကျုံနောက်မှာရက်နေပြီးတော့ပုံနေတယ်ဗျာ။ဒီတော့မွေးရကျုပ်စီကိုတဲ့တယ်ပြေးလာတာပေါ့။ကျုပ်လည်းဘာလုံးမှမသိတာနဲ့လက်ထဲခြင်ထားတဲ့ပေါက်တူးနဲ့မွေးကြီးကိုခုတ်ချလိုက်တာပေါ့ဗျာ။ကျုပ်လက်ကလည်းတဲ့တယ်ပဲဗျာ။ ျုပ်စီပြေးလာတဲ့မွေရဲ့ခေါင်းနောက်ပဲ level တက်တယ်ကိုခုံမိသွားတာကတဲ့မြေကလည်းပြော့နေတာဆိုတော့မွေရဲ့ level ကပြတ်ထွက်မသွားဘဲနဲ့မြေကြီးမှာစိုက်နေတဲ့ပေါက်တူးမှာနစ်ဝင်နေတယ်မွေကလည်းလူးလွန်နေတာပဲဗျာကျုပ်လည်းပေါက်တူးကိုမချွတ်ဖက်နဲ့ဒီတိုင်းကြည့်နေလိုက်တယ်မွေကပေါက်တူးလက်ကန်ယိုအမီးနဲ့ပတ်နေရင်တွန့်လိန်နေပါရောကျုပ်လည်းအတော်အံ့ဩသွားပြီးကြည့်နေမိတာပေါ့ဗျာကောက်ဆိုင်တစ်ဖွဲလုံးလည်းမွေရိုးအားအသိမြကြည့်နေကြပြန်ပါရောခဏကြာတော့မှမွေကြီးရက်တန်သွားပြီးတော့တီးသွားတော့လေဗျာ ကျုပ်လည်းမွေကောင်းကိုခြေထောက်နဲ့တို့ကြည့်တော့မှမွေကမလှုပ်တော့ဘူးဗျာငငယ်မှဆိုရင်တုံနေတာပဲဒါနဲ့ကျုပ်လည်းပေါက်တူကိုသွားပြီးဆွဲချွတ်လိုက်တာပေါ့မွေရဲ့လေဘင်းကပြက်ဖို့တဲတဲလေးပဲကြံနေတော့တာဗျအဲကျုပ်မွေကိုကောက်မယ်လှုပ်လိုက်တာနဲ့အဲ့ဒီမွေကြီးကထခုံပြီးတော့အငငယ်မဆီကိုပြေးသွားတာပါပဲဗျာပြီးတာနဲ့အငငယ်မရဲ့ခြေချင်းဝဲကိုစက္ကနဲ့ပေါက်ချလိုက်ပါရောအငငယ်မအတန်ကုန်ဟိပ်ပြီးအော်ပါရောမွေကြီးကအငငယ်မကိုပေါက်ပြီးတာနဲ့ဘေးကမြတ်တော်လေးကိုရှော့ကနဲ့ဝင်သွားတယ်ဗျကြံတဲ့လူတွေကလည်းဒုတ်တွေကောက်ပြီးတော့မြတ်တော်လေးကိုလိုက်စားကြတာပေါ့ လူကြီးခြေတလုံးလောက်ပေါက်နေတဲ့မြက်တော်ထဲမှာမွေးကြီးကပျောက်သွားတယ်ဗျ။ကောက်ဆိုင်သမားတွေဝိုင်းရှာကြတာတောင်မှလုံးဝမတွေ့တော့ဘူးဗျ။အငဲမမွေးပေါက်တယ်ဆိုတော့အရင်ဆုံးကျုပ်တို့လေတဲတွေကိုခေါ်လာခဲ့ကြတယ်။ကျုပ်ရဲ့ငယ်ကောင်ရဲ့အငဲမကိုတွေ့ပူလာကြတယ်။ဂျန်တဲ့လူတွေကတော့ကောက်ဆက်ဆိုက်ကြတာပေါ့ဗျာ။လေတဲတွေရောက်မှခြေောက်တွေပါတွေရေးဆေးပြီးတော့မွေးကြိုက်တဲ့တိုင်ရောအသေးစားကြည့်ရတာပေါ့ဗျာ။မွေးဆွဲပေါက်ရလေးနှစ်ခုပတ်ပတ်လည်မှာအနက်ရောင်တွေစုပြီးဖြစ်လာတယ်ဗျ။မသိရင်တွေးကြည့်ဥတူလိုပဲပေါ့။မကြပါဘူးအငယ်မခြေောက်ကတွေးကြောတွေကအနက်ရောင်ကြီးဖြစ်လာတယ် ။အငငယ်မအသားနည်းလက်တယ်ဆိုတော့သွေးကြောင်မဲမဲကြီးတွေဖြစ်သွားတာကိုအတိုင်းအတာမြင်နေရတာပေါ့ဗျာ။ဟဲ့လောက်မင်းတို့တုတ်တီးတုတ်ပြန်နေဘာဖြစ်လာကြရလဲ။ဥပါသာကျုပ်တို့တဲတဲ့ဝင်လာတယ်ဗျ။ကျုပ်လည်းအငငယ်မခြေတော်ကိုပြလိုက်တယ်။အငငယ်မငွေပေါက်တာပဲဗျ။ဥပါသာတန်ရာကိုတိစားကြည့်ရင်။ဘာငွေလဲကွာ။ကျုပ်လည်းမွေရို့တေးချာချာပြန်စင်းစားနေမိတယ်။မွေပွေးလည်းမဟုတ်။ဘာမွေမှန်ပြောရခက်တဲ့မွေပြ မွေဟောက်လိုလေဗပြင်းမထောင်ဘူးကျုပ်လည်းဘာပြောမှမသိရနဲ့ခေါင်းခါပြတ်လိုက်တယ်မွေရတော့မွေနဲ့ကြီးဗျမွေရောမင်းတို့မတွေ့ခဲ့ဘူးလားကျုပ်တို့လည်းခေါင်းခါပြတ်လိုက်တယ်ဥပဒါကြီးကထူးဆန်းတယ်လို့ကြည်နေမင်းတို့မွေကရိုးတန်းတန်းမွေရောဟုတ်ရဲ့လားကွာမှန်တယ်ငါကြည့်ဆမ်းမယ်ဥပဒါကငယ်မချက်တော့ကိုစမ်းကြည့်တယ်ဗျပုံမှန်မွေဆိုလို့ရှိရင်လူကိုကြိုက်ပြင်တိတ်ဝဲဝဲမပြေးနိုင်ဘူးကွာ လူတွေမှလည်းလူစိတ်ဆိုရှိတယ်မို့လားအခုကကြတော့ဘာဖြစ်နေလို့လဲဗျဝူဝါသာမိဖို့တွေကနေမိတည်နေတဲ့ထင်းချောင်းတစ်ချောင်းကိုကောက်ယူလိုက်တယ်ဗျပြီးတော့မွေကြိုက်ထိုင်ရရဲ့ပြီးနာမှာအဲ့ဒီထင်းစားထိတ်နေအဝိုင်းပုံစံလေးဆွဲလိုက်တာပဲမွေအဆွဲရောင်ပတ်ပြီးဆွဲတဲ့သဘောပေါ့ဗျာအဲ့ဒီလိုဆွဲပြီးတာနဲ့မွေဆွဲရောင်ကိုလက်နဲ့၃လေးချက်လောက်ရိုက်လိုက်တယ်စုဟဲ့ဒီမာလာစု ။ဦးဘာသာပြောလိုက်တဲ့အခါအနဲ့ရောင်သွေးတွေကမူဆယ်ရပေါက်မှလာပြီးစုတယ်ဗျ။အကြီးကြီးဘူးလို့အဖူကြီးထလာပြီးတော့ညိုမဲ့ပြီးတက်လာတာပါပဲဗျ။ဦးဘာသာဒါဥချွန်တက်လက်တောင်းနေဗျ။ကျုပ်တို့လေသေးထဲမှာလည်းဗာလေးညာလေးစားအောင်လို့ဆိုပြီးတော့ဒါဥချွန်လေးဆောင်ထားတာဆိုတော့လေတဲ့ခေါင်းမိုးချာမှာညှက်ထားတဲ့ဒါဥချွန်လေးကိုထုတ်လိုက်တာပေါ့ဗျာ။အပီးဒါနဲ့ဥပဒါအဲ့ဒီဓာတ်ဥကျွန်လေးကိုမီးပေါ်နဲ့မီးခင်ပြီးတော့အငငယ်မ6ရောက်ကအဖုနဲ့နဲ့ကြီးပေါ်ထိုးချလိုက်တယ်။ရေကနေတိုင်းမီပြီးတော့အငငယ်မ6ရောက်ကအဖုကပေါက်ထွက်သွားတာပါပဲဗျာ ။အငယ်မဆိုရင်လည်း online ဒါမှပြောမနေပါနဲ့တော့။အရင်နဲ့နဲ့ကြည့်ရမြေကြီးပေါ်ကြာပြီးတော့မြေပေါ်မှာအမြုပ်တွေထသွားသေးတယ်။ပြီးတော့မှဥပဒါကွန်ရက်တရက်ကိုကြိတ်ချပြီးတော့အငယ်မခြေထောက်မှာကက်ပေးလိုက်တာပေါ့။အားလုံးကောင်းသွားလိမ့်မယ်။ရှင်ရည်တော့မထီစေနဲ့ပါကွာ။အိမ်ုံပြန်နေပေါ့။ကျုပ်လည်းငယ်ကောင်းကိုညမငိုင်းနဲ့အတူတူအိမ်ပြန်မှုလွှတ်လိုက်တယ်။ပြီးတော့မှဥပဒါနဲ့နှစ်ယောက်တည်းလေထဲထဲမှာကျန်တာမို့ဥပဒါနာကိုကတ်လိုက်တာပေါ့ဗျာ။မင်းဟာမွေဆုံးกว่าဇုံးတရောက်ကတိုက်ထားတယ်မွေပဲ ဟုတ်မယ်ဗျဒီမွေကြီးကိုကျုပ်ကတွေ့လို့ပေါက်တူးနဲ့ခုတ်လိုက်တာတောင်မှဒီမွေရဲ့ခေါင်းကမပြတ်ဖ ೇನೆ အငယ်မောက်ဆက်ကြိုက်တာမျိုးကျုပ်လည်းဥပဒါကိုဖြူဖြူဖြစ်စင်တွေကိုပြောပြလိုက်တော့ဥပဒါခေါင်းညိနေဗျအင်းတရရရောက်တော့မကျင်နဲ့လို့လှုပ်တာပဲကွာကျုပ်လည်းအသေးစားပြန်စဉ်းစားရင်ဒါဆိုပန်းမုံဆိုတဲ့ကောင်းမလေးများလားအငယ်မောက်ခုနလေးနေအဲ့ဒီကောင်းမလေးနေစကားများခဲ့သေးတယ်ဥပဒါကျုပ်ကိုကြည့်ရင် အဲ့ဒီကောင်မလေးကဘယ်ရလဲကွာဒွေးဆောင်ဘက်ကလို့ပြောတာပဲဥပါသာကောင်းတော့တဆက်ဆက်နဲ့ညင်အေးဟုတ်ရင်လည်းဟုတ်မှာပေါ့ကွာဒီလိုနဲ့ညနေရောက်တော့တို့တို့ကောက်ဆိုင်တဲ့လုပ်ငန်းကိုတင်းလိုက်တယ်ဗျအဖေပိုင်နဲ့လေလေတော်တော်များများတော့စိုက်ပြီးသွားပြီဆိုပေမဲ့နောက်နေ့တရက်လောက်တော့ထက်ဆန်အောင်မယ်ထင်ပါတယ်ဗျညရောက်တော့စောစောအိတ်ခဲကြတယ်ဗျကျော်လင်းနဲ့လည်းစကားသိပ်မပြောတော့ဘူးလေဘာလို့လဲဆိုတော့ဒီကောင်ကိုမြင်မြန်အိတ်စီခြင်းလို့ဗျ ဒီကောင်အိတ်သွားတော့မှဥပဒါကြီးညဘက်လေးဘယ်လိုဆိုက်တာလဲဆိုတော့ထကြည့်ရတော့မှမဟုတ်လားည10နာရီထိုးတော့ဒီကောင်လုံးလုံးအိတ်ပြောသွားပြီဒီတော့မှကျုပ်လဲခြေနောင်လေးကနေသားလေးထွက်လိုက်ပြီးတော့အိမ်အောက်ကိုခြေတန်လုံးလုံးနဲ့ဖြွားစင်ထွက်ခဲ့ရတာပေါ့ဗျာဥပဒါအိမ်မှာလူမရှိတော့ဘူးဗျကျုပ်လဲရွာပြင်ကိုပြေးလာခရင်လေကွင်းနေနားရောက်တော့လေကင်းနေရနေပြီးတော့ဒိဆိုတန်ကြီးကြားလိုက်ရတယ်ဗျဒိဆိုတန်ကိုနားထောင်ကြည့်တော့မိန်ကလေးတွေတမ်းမြန်ဒိဆိုနေတဲ့အတမ်းပဲကျုပ်ဒေသာနားထောင်ရင်ကောက်ဆိုင်သမားတွေဒိဆိုအမှန်တိလိုက်တာမို့လို့အမြန်ပြေးလာခဲ့တာပေါ့ဗျာ ဒီနေ့တိုင်းမှာပဲဥပါသာသူ့လက်ထိတ်ကကတဲ့မောင်မှာထိုင်လို့ဗျကျုပ်ရောက်သွားတော့ကျုပ်ကိုလှမ်းခေါ်တယ်လာလေတာနေတာဆိုတော့လင်းလင်းထင်းထင်းမှာပဲကျုပ်လှမ်းကြည့်လိုက်တော့လေထဲမှာမိန်းကလေး၅ယောက်ကောက်ဆိုင်နေကြတယ်ဗျတချင်းလဲတကြောကြောအော်လို့ပေါ့ဗျာဥပါသာဘသူနဲ့ကောက်ဆိုင်နေရတော့ဗျာကျုပ်ပြောလိုက်တာနဲ့ကောက်ဆိုင်သမားတွေလည်းရုတ်ချီပြောက်သွားတာဗျသူတို့ခြင်ထားတဲ့ပြုတ်ထုံးနေဆိုလို့ရှိရင်တပုတ်ဖုန်နဲ့ပြုတ်ကြခဲ့ပါရောဗျာကျုပ်လည်းလူမဖြစ်နိုင်မှန်းသိလိုက်ပြီလေ ဥပါဒါလေတဲ့ကိုတစ်ချက်ကြည့်ပြီးတော့လက်ကိုဝှေ့ရရင်ဟေးဘာမှမဖြစ်ဘူးအဲ့ဒါငါ့တူအဲ့ဒီလိုပြန်ပြောလိုက်ပြီးတိတ်မကြပါဘူးဗျာကောက်ဆိုင်သမားတွေပြန်ပေါ်လာကြတယ်သူတို့ကကောက်ချက်ကိုမှန်မှန်စိုက်သွားတာဗျအဲကောက်ပင်တန်းလေးတွေဆိုရင်ညီးနေတာပဲကျုပ်တို့ခင်းနေရှင်အတော်ကြီးကိုကြွားတယ်ဗျမသိရင်ဆက်နေစိုက်ထားတာများလို့တော့ထင်ရတယ်ဗျဥပါဒါအဲ့ဒါဘယ်သူတွေလဲဗျလှားကြီးလေကလူတွေပေါ့ကွာနေပေါ့ ဒါဆိုရင်ဒီကောက်ဆိုင်သမားလေးတွေကဥလိုက်လဲမှာအစာမပြီးသေးသွားတဲ့ကောက်ဆိုင်သမားတွေလားတဲဟုတ်တာပါကွာဒါနဲ့ဥလိုက်ရသေးပြီလေသူတို့ကရှိနေသေးပဲလားအေးပေါ်ကွာငါလည်းယင်းနဲ့ကကောက်ဆိုင်သမားတွေကိုကြည်မြမြခေါ်ပြီးငါဆိုင်ခိုင်းပြီမဲဒီနေ့ကျတော့ပတ်ဆက်လည်းတိတ်မရှိတော့တာနဲ့သူတို့လေးတွေကိုပဲခေါ်ခိုင်းဖြစ်တယ်လေကွာကောက်ဆိုင်တာတော့ဟုတ်ပါပြီဗျပြုံးလို့ပြုံးထုံးတာကြတော့ကြုံမေးလိုက်တော့ဥပဒါကြီးကပြိုးခင်းနဲ့ကိုပြတယ် မျိုးခင်းထဲမှာတရေကြီးတကောင်အကြီးပါပဲဗျာလူရဲ့နှဆလောက်ကိုရှိတာမျိုးပင်တွေကိုနှုတ်ပြီးတော့မျိုးကြီးတွေခါချပြီးသူ့ကြောဘုံတင်းနေဗျာပြီးတော့ကောက်ဆိုင်သမားတွေနားကိုသွားသွားချပြီးတယ်ဗျာဘူဝတိုင်ရတရေတွေကိုခိုင်းစားတာသူ့အနေနဲ့သူတော့ဟုတ်နေတာပါပဲကျုပ်တို့ကြည့်နေရင်ညတကောင်လောက်ရောက်တော့အလုံးပြီးသွားတော့တာပဲပြီးစီးသွားတော့ဥပဒါကြီးကသူယူလာတဲ့တောင်းနေရဓမင်းနေဟင်းနေထုတ်ပြီးတော့ဖက်ကြီးတွေခင်းပြီးပုံထားခဲ့လိုက်တယ်ပြီးတော့ကျုပ်ကိုလက်ကုပ်တယ်ဗျာ တရေတွေမကြိုက်ဆုံးရာသူတို့စားတောင်းနေတဲ့ချိန်ကြည်တာပဲတဲ့ကဲလာပါကွာငါတို့သွားကြစို့ကျုပ်လည်းကြောက်ကြောက်နဲ့အမြန်ထွက်လာခဲ့တာပေါ့ဗျာတရေတွေထမင်းစားနေရဲ့ပုံကိုလည်းပြောပြအောင်မယ်ဗျဖန်နဲ့ခင်းထိုင်နေရအောင်နောက်ပြန်ကြီးတွေစောင့်ကြောက်ထိုင်ကြတယ်ပြီးတော့သူတို့လက်ကြီးတွေကိုဖင်ရောက်ကနေရှို့သွင်းပြီးတော့ဖတ်ထရထမင်းတွေကိုလှန့်လိုက်တာဗျို့ထမင်းလောက်ပါလာရင်လက်ကိုဖင်ရောက်ကနေပြန်ရှို့ထုတ်ပြီးတော့ပါဇက်ထည့်ပြီးတော့စားကြတာကျုံနဲ့ဥပဒါလည်းအဲ့ဒီနေရာကနေခက်မြဲမြဲလစ်ခဲ့ပါတယ်ဗျာ ရွာဝင်လန့်ရောက်တော့လူနှစ်ယောက်ကတုတ်တီးတုတ်ပြန်နဲ့ထွက်လာတယ်ဗျကျုပ်တို့လည်းထူးဆန်းပြီးကြည့်နေတော့သူတို့နှစ်ယောက်နဲ့စုံပါရောဗျမောင်နေတော့တီးတီးခြားခြားမမြင်ရပါဘူးဗျဦးဘသာလက်ညိုးတွေကမီးလုံးလေးတစ်လုံးထုတ်ပြီးတော့လေထဲတောက်လိုက်တာနဲ့ပဝင်းကျင်မှာစီမီလင်းတယ်လို့လင်းသွားတာပဲဗျအလင်းအောင်မှမြင်လိုက်တာကတော့ကြော်လင်းနဲ့ပန်းမုံဗျကြော်လင်းမင်းတို့ဘာလုပ်ကြရလဲကြော်လင်းကကျုပ်ကိုမသိတယ်လို့နဲ့စိုက်ကြည့်နေတယ်ဗျဦးဘသာပန်းမုံကိုကြည့်လိုက်ရင်ဟဲ့ကလေးမနင်ဒါဘာလုပ်တာလဲ ဗန်းမုံမျက်နှာထားတင်းသွားပြီးတော့ရှင်တို့ဝင်မဆုတ်ကြနဲ့အဲ့ဒီလိုပြောပြီးတော့ခြေထောက်ကိုမြေကြီးနဲ့စောင့်ထိတ်လိုက်တာဗျကျုပ်တို့ရက်နေတဲ့မြေကြီးကငလင်လှုပ်သလိုဖြစ်သွားပြီးတော့ကျုပ်တော်မှချေချော်လဲကြသွားတယ်ဥပဒါကတော့မလဲပဲရက်နေတယ်ဗျညီးပညာလောက်နဲ့ငါ့ကိုလာမစော်ကားနဲ့ဥပဒါပြောတော့မှရှိသေးတယ်ဗန်းမုံကဇီးပြူသေးလောက်ရှိတဲ့လုံးလေးသုံးလုံးကိုမိုးဝပြည့်တင်လိုက်တာနဲ့ဗရုံးနဲ့ကြီးသုံးပေါင်ဖြစ်ပြောင်းလဲသွားရော့ဗျဗရုံးကြီးတွေကဥပဒါကိုတုတ်ဖို့ပြေးလာတယ် ဥပါဒာလေးနဲ့တစ်ချက်မှုတ်ထုတ်လိုက်တော့အဲ့ဒီဗရုံသုံးကောင်လွင့်ထွက်သွားတာပဲဗျာဗရုံသုံးကောင်မှာတကောင်ကကြံနေခဲ့တယ်နောက်ပြီးကျုပ်ကိုတုတ်ဖို့ပြန်လာတယ်ဗျဗျံနဲ့တန်ကြီးရတဲ့တဝီဝီနဲ့တိတ်ကြောက်ဖို့ကောင်းလာပဲဗျာကျုပ်လည်းကြောက်ကြောက်နဲ့ဖနက်ကိုချုပ်ပြီးတော့ဗနက်နဲ့ဖြောင်းကလေးရိုက်ထည့်လိုက်တော့ဗရုံကခလန်လန်းအမြည်ကြီးပေါ်မှာကျသွားတယ်ဗျကျုပ်လည်းအချိန်ဆွဲမနေဘဲနဲ့အဲ့ဒီဗရုံကိုကြံနဲ့ဖနက်စီးထားတဲ့ခြေထောက်နဲ့နင်းထည့်လိုက်တော့ဗရုံကစီးသည့်ညံ့ညက်ကြီးသွားတော့တာပါပဲအဲကျုပ်ဖနက်ကိုမှတ်လိုက်တော့ဗရုံမရှိတော့ဘဲနဲ့ ။ဒွေးစည်းလိုလိုရက်စားလိုလိုအမုံလေးတွေကိုတွေ့ရတယ်ဗျ။ဦးပါသားလက်ကိုလေပေါ်မြှောက်လိုက်တာနဲ့ဘန်းမုံတယောက်ကိုယ့်ကိုလူတယောက်ကဆွဲလိုက်သလိုဖြစ်ပြီးတော့လေပေါ်မြောက်တဲသွားတာပဲ။ဦးပါသားကိုစိမ့်စိမ့်ဆိုက်ကြည့်တယ်။အတော်ကြာမှဦးပါသားကသူ့ထက်ဆွမ်းနေဆိုတာသိသွားတယ်ထင်ပါတယ်။ကျွန်မတောင်းဝန်ပါတယ်ဆရာကြီး။နင့်အမတွေတောင်းမှငါအနိုင်ယူခဲ့တာ။နင့်လောက်ကတော့ပြင်းအောင်ပြင်းနေတယ်။ပြောစမ်း။နေပါလို့ဒီကောင်လေးကိုဆေးကျွေးထားတယ်လေ။သူ့ကိုချစ်လို့ပါ။ ဦးဝါသာခါထောက်ရင်သူရောနင့်ကိုချစ်လို့လားဗမ်းမုံခေါင်းငိုက်ဆိုင်ကျသွားပြီးတော့ခေါင်းကိုအသာလေးခါပြတယ်ဗျနင့်ကိုမကြိုက်ဘူးဆိုတာသိရင်လည်းမဘာလို့ဒီလိုလုပ်ရတာလဲသူမကြိုက်ပေမဲ့ကျုပ်ကကြိုက်တယ်သူ့ကိုကျုပ်ရအောင်ယူမယ်ဒေါ်စံကလေးမယားတစ်ဖက်သားကိုပညာနဲ့တုံးပြီးချစ်အောင်လုပ်တယ်ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးနော်ပြီးတော့ဒီကောင်လေးကမြို့ကလာတဲ့ကောင်လေးဧည့်သည်လေဧည့်သည်ပဲနင်သူ့ကိုပြန်လွှတ်ပေးလိုက်ပါ ။အိုးမလို့သူ့ကိုကြုတ်ချစ်တယ်။ကဲနင်မလွှတ်ရင်တော့ငါလွှတ်ပေးရလိမ့်မယ်။ဥပဒါအဲ့ဒီလိုပြောပြီးတော့ကျော်လင်းစီသွားရင်ကျော်လင်းရဲ့ပြူးကြောင်ရဲ့မျက်လုံးလေးကိုလက်နဲ့ပုတ်ပေးလိုက်တယ်။ဒီတော့မှကျော်လင်းလည်းအဲ့နေရာနိုးလာရဲ့လူလိုမျက်လုံးပြူးလာတယ်ဗျ။ကျုတ်ကျုတ်ဘာဖြစ်တာလဲ။အေးမင်းကိုမေးစရာရှိလို့မင်းသူ့ကိုကြိုက်လား။ဥပဒါလေဘော်တန်းလိုင်းဖြစ်နေတဲ့ပန်းမုံလက်ညှိုးထိုးပြီးမေးလိုက်တော့ကျော်လင်းကအံ့ဩနေသေးတယ်ဗျ။ မင်းစိတ်ထရေအမှန်တိုင်းဖြစ်တော့ကောင်းလေမင်းတို့ကိုချစ်သလားကြိုက်သလားကျော်လင်းကကောင်းခါရဲဗျကျုံနဲ့နေ့လေတော့တော့စကားစမိပြောဘူးလားမှန်ပါတယ်ဒါပေမဲ့ကျုပ်တို့ကိုမကြိုက်ပါဘူးကျုပ်မှချစ်ရမယ်သူရှိပြီလားကျုံနဲ့တူတူចောင်းတဲ့နေရဲ့ဝင်းမုံနဲ့ကျုပ်ကြိုက်နေရဆိုတာလဲနေ့လေခရေခမရကိုပြောခဲ့ပြီးသားပဲသူပြောလိုက်တော့ပန်းမုံကမျက်ရည်စီးကြလာတယ်ဗျဥပါသာပန်းမုံကြီးရင်နင်ကြတယ်နော်ကာကန်ရှိရဲ့ဆန္ဒကိုနင်သိပြီပြီဆိုတော့နင်ဘာလုပ်ရမလဲဆိုတော့သိမှာပါ ကဲဘန်းမွန်နင်သွားတော့ဥပဒါပြောလိုက်တော့မှဘန်းမွန်တယောက်မြေကြီးပေါ်ဖုတ်ခနဲ့ကျသွားပြီးတော့ခွေခွေလေးဖြစ်သွားတယ်။နောက်တော့ဘန်းမွန်ကခေါင်းခါရဲဗျ။ကျုပ်ကိုနင်မထုတ်ပါနဲ့ရှင်။ကျုပ်ဒီရွာမှာနေလဲဆက်အောင်မယ်။အိမ်မှာကြံနေခဲ့တဲ့အဖွားတွေပတ်စံနေရှာအောင်မယ်။တကယ်တော့ကျုပ်သူ့ကိုယူမယ်ဆိုတာလေသူ့ကိုချစ်တာတဲ့သူ့လိုမျိုးကြီးသားကိုယူပြီးတော့ကျုပ်ဘဝပြောင်းသွားမလားလို့ကြံမိခဲ့တာပါဆရာကြီးရဲ့။အေးနင်နေခြင်းနဲ့ဆိုရင်နေနိုင်တယ် ဒါပေမဲ့ရွာမှာနောက်တခါပညာသုံးတာသူများကိုဒုက္ခပေးတယ်လို့ရင်ငါဆိုးမဆိုနဲ့ဘူဝါသာလက်ညှိုးကောင်းကောင်းထိုးပြီးပြောလိုက်တော့မှဗန်းမောင်ကရွာထဲကိုပြေးဝင်သွားတယ်ကျုံလည်းကျော်လင်းကိုခေါ်ပြီးပြန်ခဲ့ရတာပေါ့ဗျာကျော်လင်းကတော့တကယ်ကိုကြောင်တောင်တောင်ရေပါဗျာဒါနဲ့ကိုခမောင်တို့ကဘလို့လုပ်ပြီးတော့ရွာထဲကိုရောက်နေရလဲအဲဟိုဟိုလေကျုပ်လည်းမဖြေချင်တာနဲ့စကားလှမ်းကြောင်လွှဲရတယ်ဗျဒါနဲ့ မင်းကိုပန်းမောင်ဆေးခတ်ထားတာဆိုတော့မင်းသူကြည့်တာဘာလို့စားမိသေးလဲကျော်လင်းကခေါင်းခါတယ်ဗျနောက်တော့မှတည်တည်ချာချာစဉ်းစားပြီးခေါင်းညိနေအကျုံမှတ်မိပြီကျုပ်တို့ထမင်းစားတော့ကကျုပ်ကငရုတ်တိဆက်ဆက်စားနေတယ်ဆိုတော့သူကကျုပ်ကိုငရုတ်တိထထောင်ကျွေးတယ်ဒါပဲသူစီရင်စားမိလိုက်တာအေးဘောကွာအစားမတော်တလုတ်ဆိုတာအဲ့ဒါပဲငရုတ်တိထထောင်ကြောင့်မင်းပန်းမောင်နဲ့ရတော့မလို့ဒါပေမဲ့ရရင်လည်းမဆိုးပါဘူးကွာပန်းမောင်ကကြည့်လို့ကောင်းပါလေကွာဟဟဟ ကျော်လင်းကကျုပ်ကိုကြည့်ပြီးတော့အမကျုပ်မှလည်းရီးသားနေပါဗျကျော်ရီးသားဝင့်မုံဆိုလို့ရှိရင်ဟောဒီရွက်ချမ်းရီကျိုတော်သူမထက်အစားပေါင်းများစွာလှရဲဗျအိမ်ရောက်တော့ကိုခင်မောင်ဓာတ်ပုံပြမယ်ကျုပ်တို့လည်းအိမ်ဝင်ပြန်ပြန်ခဲ့တာဗောဗျအိမ်ရလူတွေကတော့ကျုပ်တို့အပေါ်အပါဆင်းသွားကြတယ်ထင်တာဗောဒီเจ้าတွေကိုကျုပ်တို့လည်းအိမ်ဝင်မပြောချေဆိုပြီးတော့ဆုံးဖြတ်လိုက်ကြတာဗောမနေ့အိယာတို့တော့ကျော်လင်းကကျုပ်ကိုဓာတ်ပုံတစ်ပုံထုတ်ပြတယ်ဗျသူပြောတဲ့အတိုင်းပါပဲဗျဓာတ်ပုံတွေကကောင်မလေးကလှလိုက်တာ ကျုပ်ဖြင့်မင်းသမီးပုံရင်ထုတ်ပြတယ်မှတ်တာဗျဓာတ်ပုံနောက်မှာရေးထားတဲ့စာတွေ့မှာတကယ်မှန်းယုံသွားတာဗျစာကဘာရေးထားလဲဆိုတော့ချစ်ရတဲ့အကူအတွက်လက်ဆောင်ဝင့်မုံနဲ့အဲ့လိုရေးထားတာဗျကျုပ်လည်းကျော်လင်းကိုပြေးဖက်လိုက်တော့ကျော်လင်းကထူးဆန်းတဲ့ကျုပ်လက်ကနေယုံနေတယ်ဗျအခုကမှဘာပြေးသွားလဲဗျမင်းကငါထဲသုံးနေငယ်တယ်ဆိုပေမဲ့ငါအတွက်တော့ဆရာပဲကွာပြောစမ်းမင်းဒီလောက်လှတဲ့ကောင်မလေးကိုဘယ်လိုများသိမ်းသွင်းလိုက်တယ် ကျုပ်ပြောတော့ကျော်လင်းကကျုပ်လက်ကိုပုတ်ချပြီးတော့သူ့အင်ကြီးကော်လန်စာကိုလက်နဲ့ထောင်းရင်ဒါတော့အထာလေးတွေရှိတာပေါ့ဗျာအေးကွာအဲ့ဒီအထာလေးတွေလည်းငါ့ကိုမျှပါကွာငါမင်းကိုဆရာတင်ပါတယ်ကွာအင်းလေးဟိုခမောင်တည်နေတဲ့ဆိုတော့လေတင်ပြရတာပေါ့ဗျာမနက်စာစားတော့ပြီးတာနဲ့တကောင်သားပြန်မယ်ဆိုပြီးတော့ထပြန်တော့တာပါပဲဗျာသူကဒီရွာမှာဆက်မနေချင်တော့ဘူးလေအဖေကလည်းအကိုကြီးကိုလှဲနေလိုက်ပို့ခိုင်းတာပေါ့ အဲကျုပ်တို့ကတော့ကောက်ဆိုင်အောင်မယ်မဟုတ်လားကျုပ်လည်းသူတို့လှဲနောက်ကနေပြေးလိုက်ရင်ကျော်လင်းညီလေးငါ့ကိုပညာရည်သင်ပေးမယ်ဆိုကွာကျော်လင်းကတော့ကျုပ်ကိုပြုံးပြရင်သူတို့လှဲရရွာထိတ်ကနေထွက်သွားရရောလားဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးဆရာအကဆိုရေးသားထားတဲ့ဆုံးဒီဥပဒါနဲ့ကျုပ်တို့လည်းကောက်ဆိုင်တုံးကအထွေသုံးရဲ့စာစဉ်ရှစ်ပဲဖြစ်ပါတယ်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူဇာနီပဲဖြစ်ပါတယ်